င်္ဂလာပါအားလုံးမင်္ဂလာပါကျွန်တော်ဒီမန်လေးကိုလာပြီးတော့ဖြည့်ပေးခြင်းပါတယ်ခင်ဗျာဟာသူရတာကမှားတာရှိရင်အလင်းပြပေးပါအလဟတ်တတ်တော့လေမလွင့်စေနဲ့တဲ့ဆရာကကျွန်တော်ကျွန်တော်အဓိကပြောချင်တာဒီမန်ကိုပြောချင်တာမဟုတ်ဘူးအဒီမန်ပိုင်ရှင်အကောက်ပိုင်ရှင်ကိုပြောချင်တာဒါကြောင့်မလို့ကျွန်တော်ကလည်းတခုဆိုလို့ရှိရင်ပြောစရာရှိရင်အကောက်ပိုင်ရှင်ပဲတိုက်ရမန်းရှင်းခေါ်ပြီးတော့ပြောပြောတတ်တဲ့သူမို့လို့ နော်ဟုတ်ဟုတ်ပြီအကူကလည်းမှားတာရှိရင်အလင်းပြပေးပါဆိုတော့လေကျွန်တော်တို့ကလည်းဒီအကောက်ပန်ရှင်အကူကိုမှားလို့မှားတယ်ဆိုတော့ကို လွဲမှားချောင်းကိုအကူကိုမျက်စိဖွင့်နားဆွင့်ဖြစ်အောင်ကိုအမှားကိုကိုသိအောင်ကွက်ကွက်ကွင်ကွင်ထင်သာမြင်သာရှိအောင်ချပြမှာပေါ့နော်ဆိုတော့ဟာကျွန်တော်တခါလေးကြရင်မပြောမပီမတိမမီဆိုတော့လည်းရှိတယ်နော်ကျွန်တော်တို့အာကုတူများမှာဆိုလို့အာကုတူမဖြစ်ချင်လို့အပူလောင်မခံရင်လို့မပြောဘဲနဲ့ဒီတိုင်းလက်ပိုက်ကြည့်နေလည်းမရဘူးအကူတော့အရန်တရားလုံလာတယ် ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်အကိုဒီအထက်မှာတင်လိုက်တဲ့ video file လေးပါဆိုတော့အရင်က file လေးတစ်ချက်ကြည့်ကြပါစို့ပါဠိကဗုဒ္ဓဘာသာပိုင်းနဲ့စာပြီလားအမှန်တမ်းဆိုလို့ရှိရင်မဟုတ်ပါဟိုး stop ရပြီအဲ့တော့ပါဠိစာပေကငါတို့ရဲ့ကိုယ်ပိုင်စာပေဖြစ်တယ်လို့ထင်နေကြတဲ့ဗုဒ္ဓဘာသာကိုတချို့တွေအခုလိုရှင်းပြပေးတဲ့ကျေးဇူးတင်ပါတယ် ါကြောင့်တခြားတခြားသောဘာသာတွေဘာသာဝင်တွေအသုံးပြုနေကြတဲ့ပါဠိစာပေအပေါ်မှာဥပမာအစ္စလမ်ဘာသာခရစ်ယာန်ဘာသာတွေပါဠိစာပေကိုအသုံးပြုကြတဲ့သူရှိတယ်အဲ့တော့ဒါကိုပြုတဲ့အခါဗုဒ္ဓဘာသာဝင်တချို့တွေကဟာငါတို့ရဲ့စာပေငါတို့ရဲ့ပါဠိစာကိုဘာကြောင့်မေးလို့ယူသုံးရသလဲဆိုတော့အခုကျွန်တော်ပြလိုက်တဲ့ video file ကိုအားလုံးပဲမြင်ပြီးကြည့်ပြီးကြားပြီးကြမယ်ထင်ပါတယ် ဆိုတော့ define ထဲမှာကျွန်တော်တို့ဆရာတော်တပားကပြန်ပြီးတော့ရှင်းလင်းထုတ်ထားတဲ့အကြောင်းအရာကိုစကားကိုပြီးဆုံးအောင်ပေချာနားထောင်မယ်နဲ့သူ့လူရသူဆွဲပြီးတော့မှဂျားတဲ့အနေဖြတ်ပြောသွားတဲ့အလွန်ယုံညံ့တဲ့လောက်ရမျိုးနဲ့တင်ထားတဲ့ file လေးပါဆိုတော့ဒီနေရာမှာကျွန်တော်တခုပြန်မေးစရာရှိတာကဘာလဲအကိုတို့ Korean Island ကအင်ကြီးပေါ်မှာအင်လေးတက်ဆောက်ပြီးလူကားဝါကြီးမိုက်ကြီးခွဲချင်တာလားပြန်မေးတာ နော်ပဘာဖြစ်လို့လဲဆိုလို့ရှိရင်အကိုတော့ခရီးယန်အစ္စလန်ကြီးရုပ်ရုပ်ညံ့ညံ့နဲ့အောက်တန်းကြကြနဲ့မတရားကော်ပီကူခိုးယူပြီးတော့မှထင်ရှားဆိုင်ရိုင်းနေတဲ့အဲ့ဒီပါဠိဘာသာစကားကဂါကရဘာသာစကားရဲ့မိသားစုဝင် ကိုယ်ခွဲဘာသာစကားတစ်ခုဖြစ်တယ်။ပြီးလို့ဆိုလို့ရှိရင်အဲ့ဒီဂါကရဘာသာစကားကကဘာဥစဘာသာစကားတစ်ခုဖြစ်တယ်။ဆိုတော့ဒါကတက္ကနာထားလိုက်တော့အဲ့တော့ဒီနေရာမှာပြောစရာရှိတာက ပါဠိဘာသာစကားကိုကျွန်တော်တို့ဗုဒ္ဓဘာသာတွေကဘာဖြစ်လို့ဗုဒ္ဓဘာသာရဲ့မူပိုင်ဘာသာစကားလို့ တထက်ချအပြတ်တ်ကောက်ချက်ချလိုက်တာလဲဆိုလို့ရှိရင် သေချာနားထောင်ဆိုတော့အကိုတို့ခရီးယန်အစ္စလာမ်ညီမတရားကော်ပီကူခိုးယူထားတဲ့ဘာသာစကားဖြစ်တဲ့ပါဠိဘာသာအဲ့ဒီပါဠိဘာသာဒီ ဟာဂရာဘာသာစကားရဲ့မိသားစုဝင်ကိုယ်ခွဲဘာသာစကားတစ်ခုဖြစ်ပြီးအဲ့ဒီဘာသာစကားကိုမြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်အချိန်တုန်းကလွန်ခဲ့သောသာသနာတော်နှစ်2640ခုနှစ်အတွင်းမှာမြတ်စွာဘုရားရှင်လူနတ်မြန်မာဒီပြိသက်၃ပါးလုံးကိုတရားဟောခြေချွတ်အမြိုက်စေးတိုက်ကျွေးခဲ့တဲ့ဘာသာစကားတစ်ခုဖြစ်ပြီးတော့နောက်ထပ်ထပ်တည်ထားမှာကအဲ့ဒီပါဠိဘာသာစကားခေါ်ဟာဂရာဘာသာစကားကိုမြတ်စွာဘုရားရှင်ရဲ့တတ်ကြတာကြီးနဝင် ရှင်ပြင်းမျိုးခတိယအနဝင် င်စစ်မင်းမျိုးတွေရဲ့တက်တန်းတလျှောက်လုံးတရောင်းလျှောက်လုံးအသုံးပြုခဲ့တဲ့ကိုပိုင်ဘာသာစကားဖြစ်လို့ပါဒါကြောင့်မလို့ပါဠိဘာသာစကားခေါ်ဂါကရဘာသာစကားသည် ထေရဝါဒဗုဒ္ဓဘာသာရဲ့မူရင်းမူပိုင်းဘာသာစကားကိုပိုင်ဘာသာစကားတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာတွေကအတီလင်းအပြတ်အသားကောက်ချက်ချပြီးတော့မှဒါထောက်ပြခဲ့တာ ကိုမအကိုတို့ခရိယန်အစ္စလမ်တွေကအိမ်ကြီးပေါ်မှာအိမ်လေးတက်ဆောက်ပြီးတော့မှလူဘာဝပြီးတော့မှမိုက်ကြီးခွဲကျင်တဲ့စိတ်သက်ရှိတာလားအဲ့ဒါဟာအလွန်အောက်တန်းကြတယ်နော် ဆိုတော့ပြီးလို့ဆိုလို့ရှိရင်ကျွန်တော်တို့တွေကအကိုတို့ဒီခရီးယန်အစ္စလမ်တွေကိုဘာဖြစ်လို့ကျွန်တော်တို့ပါဠိဘာသာစကားကိုခိုးယူရဲတခိုးတွေပါလို့ပြက်ပြက်တသားကောက်ချက်ချထောက်ပြလဲဆိုလို့ရှိရင်အကိုတို့ခရီးယန်အစ္စလမ်တွေကအဲ့ဒီပါဠိဘာသာစကားကိုကျွန်တော်တို့မူရင်းမူပိုင်တွေခွင့်ပြုချက်ထက်ကျော်လွန်ပြီးတော့မှမတရား copy ကူးခိုးယူတော့မှပေါက်140မဟုတ်တန်တရားရဲ့အတိတ်ပဲဖွင့်ပြီးတော့မှလွဲမှားတဲ့အရာမျိုးတွေ ပြောဆိုဟောကြားပြီးတော့မှအကိုတို့ဘာဘာကြီးကိုတင်သွင်းကြတယ်။ဒါကြောင့်မလို့လွဲမှားလို့မှားတယ်ဆိုတာကိုပြက်ပြက်သားသားထောက်ပြပြီးတော့မှအကိုတို့ကလိုရာထပ်ပေါ်ပြီးအခွင့်အရေးယူပြီးတော့ခိုးယူလို့မခိုးလို့ကျွန်တော်တို့ကပြက်ပြက်သားသားထောက်ပြတာ။ရှင်းတယ်နော်။ခုလိုအကိုတို့ခရီးယန်အစ္စလန်နေအင်ဂျီပေါ်မှာအိမ်လေးတက်ဆောက်တော့မှလူပါဝါတဲ့မိုက်ကြီးခွဲတဲ့ပုံစံမျိုးလှုပ်လို့ရကြည်ဆိုလို့ရှိရင်အကိုနေတဲ့အိမ်ပေါ်မှာတခြားသူကအိမ်လေးလာဆောက်တော့မှအကိုတို့လူပါဝါမယ်ဆိုလို့ရှိရင်အကိုတို့အိမ်ရှင်ရဲ့အနေနဲ့ခံနိုင်မလား။ ခံနိုင်မလားပြန်မေးတာเนาะကျွန်တော်အခုလို့တုံ့ပြန်လို့ဒါဗုဒ္ဓဘာသာလားလို့လာမပြောနဲ့ကျွန်တော်တို့ဒီအာသောတရားကုန်ခန့်နေတဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့ဒီဇာတိမှန်အမျိုးမှန်ဆိုတာရှိတယ်ရှင်းလားမသိဆိုတော့ပီလို့ဆိုလို့ရှိရင်ဒီရက်ထဲမှာတော်တော်ခရရရိုက်သွားတဲ့ TV ဆောင်တဲ့ကိစ္စအဲ့ဒီ TV ဆောင်တဲ့ကိစ္စမှာလေအကူရောခရီးယန်ကြီးခိုးထားတယ်အကူရောခရီးယန်ကြီးရဲ့မူရင်းထုံနှန်းစင်လာမှာ TV ဆောင်တဲ့ထုံနှန်းစင်လာမရှိဘူး TV ဆောင်ရအောင်လေအဲ့လောက်ထိအကူရောမှာမြင့်မြတ်တဲ့ပီလသမားကြီးပညာမရှိဘူး နော်အကိုတို့ကမတန်မရာနှမ်းပြီးတော့မှနော်အနုလက်နဲ့ရွှေပတ်နှိုက်တာနော်အဲ့ဒါဟာအလွန်အောက်တန်းကြတယ်လွန်စရာကောင်းတယ်နော်ဒါပြင်ချတိလာဆိုတော့ဒီတော့ဒါအောင်နှစ်ဆွဲချုပ်မယ်ဆိုလို့ရှိရင် ပါဠိဘာသာစကားခေါ်ငါကရဘာသာစကားသည်ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာရဲ့မူရင်းမူပိုင်ဘာသာစကားတစ်ခုဖြစ်တယ်ဆိုတာကိုအတိလင်းထောက်ပြခြင်းပါတယ်ခင်ဗျအဲ့ဒါကိုမှအကိုတို့ခရီးယန်အက်စပလန်တွေကလိုတာထပ်ပို့ပြီးတော့မှခိုးယူနေတာကိုရက်တင်ပါတယ်เนาะရက်တန်ပေးပါခင်ဗျ ဖေးလို့ဆိုလို့ရှိရင် TV ဆောင်တဲ့ကိစ္စအဲ့ဒီ TV ဆောင်တဲ့ဆိုရဲယဉ်ကျေးမှုထောင်းနှန်းစင်လာကလည်းအကိုတို့ခရိယန်တွေကနေစဉ်သက်လာတဲ့ထောင်းနှန်းစင်လာယဉ်ကျေးမှုမဟုတ်ဘူးအဲ့ဒီယဉ်ကျေးမှုပြီးကျွန်တော်တို့ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံနေစဉ်သက်လာတဲ့ဒါယဉ်ကျေးမှုတစ်ခုဖြစ်တယ်အဲ့တော့ယဉ်ကျေးမှုတစ်ခုကို copy ကိုခိုးယူရမယ်စာပေတစ်ခုကို copy ကိုခိုးယူရမယ်ဆိုလို့ရှိရင်လေအတိုင်းဒါလေးတစ်ခုတော့ပဲလောက်ပါအတိုင်းဒါထက်ကြော်တာကြော်လုံးပြီဆိုလို့ရှိရင်တော့ဘယ်အိမ်ရှင်ရမှာလက်မခံဘူးအခုဟာကိုတို့ကအိမ်ကြီးပေါ်မှာအိမ်လေးတက်ဆောက်ပြီးတော့မှเนาะအာလူဘာဝါယူမိုက်ကြီးခွဲတဲ့အခြေအနေကြီးနော်ဒါကြီးကတော့ကျွန်တော်တို့ထောက်ပြရစရာမလိုတော့ဘူးထင်ပါတယ်အခုတို့ထမင်းစားပြီးလူသိသိမယ်ဆိုလို့ရှိရင်လေဒါကိုအမကိုသိချာပါဠိကတဲ့ဗုဒ္ဓဘာသာပိုင်းနဲ့စားပြီလားတဲ့အမှန်တမ်းဆိုလို့ရှိရင်မဟုတ်ပါဘူး ဟိုး stop ရပြီအဲ့တော့ပါဠိစာပေကငါတို့ရဲ့ကိုယ်ပိုင်စာပေဖြစ်တယ်လို့ထင်နေကြတဲ့ဘုရားဘာသာကိုတချို့တည်းအခုလို့ရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲကြောင့်တခြားတခြားသောဘာသာတွေဘာသာဝင်တွေအသုံးပြုနေကြတဲ့ပါဠိစာပေအပေါ်မှာဥပမာအစ္စလမ်ဘာသာခရစ်ယာန်ဘာသာတွေ ပါဠိစာပေကိုအသုံးပြုကြတဲ့သူရှိတယ်။အဲ့တော့တရားကိုပြုတဲ့အခါဗုဒ္ဓဘာသာဝင်တချို့တွေကဟာငါတို့ရဲ့စာပေငါတို့ရဲ့ပါဠိစာကိုဘာကြောင့်မင်းတို့ယူသုံးရသလဲ။နော်အဲ့တော့ဒီနေ့ဘုန်းကြီးကပြောပြသွားတယ်။နော်အမှန်တရားကိုပြောပြသွားတယ်။ပါဠိစာပေဟာဗုဒ္ဓဘာသာအပိုင်းစာပေမဟုတ်ပါဘူးတဲ့။နော်အဲ့ဒါဆိုရင်ဘာကြောင့်ကိုယ့်ရဲ့ ဒီကိုယ့်ရဲ့ကိုယ်ပိုင်စာပေမဟုတ်တော့ဘူး။ဘာကြောင့်ကိုယ်ပိုင်စာပေဖြစ်ချင်ရတာလဲ။နော်။အဲ့တော့မင်းသူမဆိုဘေးပါတာမဆိုဒီပါဠိစာပေနဲ့ပတ်သက်ပြီးတော့အတုံးပြုတ်ခွေရှိပါတယ်။လွတ်လပ်စွာအတုံးပြုတ်ခွေရှိပါတယ်။ဒီဥစဉ်လေးပြောတဲ့ဇာတ်ကိုလိုတဲ့နေရာလောက်ကနေဖြတ်ပြီးတော့ကိုလိုချင်တဲ့အထိပ္ပယ်တွေမဖွင့်ပါနဲ့။နော်။ပါဠိရယ်ပါဠိတော်ရယ်ဆိုပြီးတော့နှမျိုးရှိတယ်။ ပါဠိဆိုတာကပြောဆိုသုံးနှုန်းဖို့ထားတဲ့ဘာသာရပ်တစ်ခုပဲဘယ်သူမှဆိုသုံးလို့ရတယ်เนาะပါဠိတော်ဆိုတာကအဲ့ဒီပါဠိဘာသာစကားနဲ့ဗုဒ္ဓကိုယ်တော်တိုင်ဟောကြားထားတဲ့တရားတော်တွေကိုပြောတာဒါကြတော့ယူသုံးနေတာကပါဠိကိုယူသုံးတာမဟုတ်ဘူးပါဠိတော်ကိုယူသုံးနေတာเนาะဒါဆိုရင်သုံးခွင့်မရှိဘူးလားလို့မေးကောင်းမေးကြပါလိမ့်မယ်သုံးခွင့်ရှိပါတယ်သုံးပါเนาะသို့တော့သုံးတဲ့နေရာမှာ မူရင်းပိုင်ရှင်ရဲ့အမိကိုတော့ထုတ်ဖော်ပြီးပြောဖို့လိုတာပေါ့နော်မူရင်းပိုင်ရှင်ရဲ့အမိကိုထုတ်ဖော်မပြောပဲကို့အာဘော်ပုံစံမျိုးနဲ့ပြောတယ်ဆိုရင်ခိုးတုံတာဖြစ်တယ်နော်ပါဠိကိုယူတုံတာနဲ့ပါဠိတော်ကိုခိုးတုံတာကွဲပြားအောင်လုပ်ပါဦးနော်